။စာလံကျမ်းအခန်း၈၈စာလံကျမ်းအခန်း28သည်ချောလူမင်းနှင့်ယန္တုအပေါင်းမှကဲလို့ချင်းခံရ၍ဒါဝိဒ်သည်ဆိုသောစာလံအကြောင်းဖြစ်သည်အခန်းငယ်1အိုထာဝရဖုရားအကျွန်ုပ်၏ခွန်အားဗလာတီးဟုသောကိုတော်ကိုအကျွန်ုပ်ချစ်ပါ၏ထာဝရဖုရားသည်ငါ၏ကြောက်ငါ၏မြို့ယိုငါ့ကိုကဲလို့တော်သခင်ငါ၏ဖုရား ငါကူးစားသောအစွန်းတတိငါဤအကွယ်ကငါကိုကယ်တင်သောဥကျိုငါဤရဲတိုက်ဖြစ်တော်မူ၏ချီးမွမ်းအပ်သောထာဝရဘုရားကိုငါတောင်းချောက်၍ယံသူတို့လက်မှကယ်တင်ခြင်းသို့ရောက်၏တေခြင်းကျိုးတို့သည်ငါကိုဝိုင်းမိ၍ဖြက်စီးတတ်သောရေစီးခြင်းကြောင့်ငါကြောက်လန့်ရ၏မရဏနိုင်ငံဤကျိုးတို့သည်ဝိုင်း၍တမင်ဤကြောဝင်းသည် ငါကိုကြုံမိလျက်ရှိ၏ထို့သောငါသည်စင်းရဲညွညင်သောအခါထာဝရဘုရားကိုခေါ်၍ငါ၏ဘုရားသခင်ကိုအော်ဟစ်လေ၏ခေါ်သောတန်ကိုဗိမ္မာန်တော်ထဲကကြားတော်မူ၍အော်ဟစ်သောအတန်သည်နားတော်ထဲသို့ဝင်လေ၏ထိုအခါအမျက်တော်ထွက်သောအားဖြင့်မြေကြီးတုန်လှုပ်၍တောင်အမြစ်တို့သည်တွေ့၍လှုပ်ရှားကြ၏ နှာခေါင်းတော်ထဲက မီးကိုထွက်၍နှုတ်တော်ထဲကမီးလောင်သောအဖြစ်မီးခဲတောက်လေ၏ဘိုးကောင်းငင်ကိုညွတ်သဖြင့်ဆင်းတော်မူ၍ခြေဘွားတော်အောက်၌မှောင်မိုက်ဖြစ်လေ၏ခေရုဘိန်ကိုစီးလျက်ပြန်တော်မူ၏လေဤအတောင်တို့အပေါ်မှာလှင်မြန်စွာပြန်တော်မူ၏မှောင်မိုက်ထဲမှာပုံကွယ်တော်မူ၍အခဲနဲ့သောရေနှင့် ထူထပ်သောမိုးတိမ်တို့သည်ကိုရော့ကိုကာရင်လျက်ရှိကြ၏ရှေတော်၌ရောင်ကြီးတော်ကြောင့်တိမ်ထက်တို့သည် မိုးသည်နှင့်မိခဲ့ပါလျက်လွင့်ကြ၏သာဝရဘုရားသည်လည်းကောင်းငင်ပေါ်မှမိုးချုံ၍အမြင့်ဆုံးသောဘုရားသည်အတန်တော်ကိုလွင့်တော်မူ၏လှေးများတော်တို့ကိုပြည့်၍လျှက်စင်မပြတ်စေသဖြင့်ရန်သူတို့ကို အရရက်တို့ခွဲ၍ချုံးစေတော်မူ၏ ထိုအခါအိုးထာဝရဖျားကိုတော်ဒီအပြစ်တင်၍နှကောင်းတော်တဲကအသက်ရှူတော်မူသောအဖြစ်သမုဒ္ဒရာအောက်ပြင်နှင့်လောကတိုက်မြစ်တို့သည်ပွင့်လှစ်ထင်ပေါ်လျက်ရှိကြ၏ထာဝရဖျားသည်ကောင်းကင်ဘုံမှလက်တော်ကိုဆန့်၍ရေနဲ့ကြီးထဲကငါကိုစေ၏တော်မူ၏ငါကိုမုံတော်သူတီးဟုသောငါပြန်၍မနိုင်နိုင်အောင် ွန်အားကြီးသောယံသူတို့လက်မှငါကိုကယ်လွတ်တော်မူ၏ဘေးဥပရောက်သောကာလ၌သူတို့သည်စီးတားတော်လေသာဝရဘုရားသည်ငါမိခိုရာဖြစ်၍ငါကိုကျယ်ဝန်းရာအရက်တို့ပို့ဆောင်တော်မူ၏ငါကိုနှစ်သက်သောကြောင့်ကယ်လွတ်တော်မူ၏ငါဤဖြောင့်မရှင်ရှိသည့်အလျောက်သာဝရဘုရားသည်အကျိုးကိုပေး၍ ငါလက်စင်ကြယ်ခြင်း၏အကျိုးကိုစီရင်တော်မူ၏။အကြောင်းမူကားငါသည်ထာဝရဘုရား၏လမ်းတော်သို့အစဉ်လိုက်၏။ငါ၏ဘုရားသခင်ထံမှပြစ်မှား၍မတော်စီရင်တော်မူချက်ရှိသည်မြကိုငါသည်မျက်မှောက်ပြု၏။အထုံးဖွဲ့တော်တို့ကိုမပယ်ရှေ့တော်မှဖြောက်မဲ့၍ကိုတုစရိုက်ကိုရှောင်ကျင်၏။ထို့ကြောင့်ရှေ့တော်မှထင်ရှားသောငါ၏ဖြောက်မဲ့ရှင် လက်ဆင့်ကျဲခြင်းရှိသည်နှင့်အလျောက်သာဝရဘုရားသည်ငါ၌အကျိုးကိုပေးတော်မူပြီတနာတတ်သောသူအားကိုတော်သည်တနာရှင်သဘောကို၎င်းဖြောင်းမတ်သောသူအားဖြောင်းမတ်ရှင်သဘောကို၎င်းတန်ရှင်သောသူအားတန်ရှင်ရှင်သဘောကို၎င်းစန့်ကျင်သောသူအားစန့်ကျင်သောသဘောကို၎င်းပြတော်မူ၏နှိမ့်ရှာလျက်ရှိသောသူတို့ကို ကိုတော်သည်ကတင်၍ ထောင်လွားသောမျက်နာကိုမူကားခြုံချတော်မူ၏။အိုထာဝရဘုရားကိုတော်သည် အကျွန်ုပ်၏မိကွက်ကိုထွန်း၍အကျွန်ုပ်၏ဘုရားသခင်သည်အကျွန်ုပ်၏မောင်မိုက်ကို လင်းစေတော်မူ၏။အကျွန်ုပ်သည်ကိုရော့ကိုအမိပြု၍တက်ကိုဖြတ်ပါပြီ။အကျွန်ုပ်၏ဘုရားသခင်ကို အမိပြုလျက်ညိုရိုးကိုကြော်၍ဝင်ပါပြီ။ဘုရားသခင်စီရင်တော်မူသောအမှုသည်စုံလင်၏။ ထာဝရဘုရား၏တစ္ဆာတော်သည်အစစ်ခံ၍တည်ခိုလုံသောသူအပေါင်းတို့၏အကွယ်အကာဖြစ်တော်မူ၏ထာဝရဘုရားမှတပါအဘယ်ဘုရားသခင်ရှိသနည်းငါတို့ဘုရားသခင်မှတပါအဘယ်မိသောကြောက်ရှိသနည်းထိုဘုရားသခင်သည်ငါကိုခွန်အားကပန်းနှင့်စီး၍ငါတော်ရလမ်းကိုဖြောင့်စီတော်မူ၏ငါခြေကိုတမင်ရှိကဲ့သို့လှည့်မြန်စီ၍ ငါဤမြင့်ရာအရက်ပေါ်မှာငါကိုတင်ထားတော်မူ၏ငါလက်ကိုစစ်မှုနဲ့လေးကျက်စီခြင်းကတုံတင်တော်မူ၏ကျေးဝါလေးကိုငါလက်ယုံနဲ့ငါတင်နိုင်၏ကိုတော်သည် ကနေတော်မူရှင်တိုင်းလွားကိုအပ်၍လက်ရလက်တော်အဖြစ်မဆတော်မူ၏တိခံတော်မူခြင်းအဖြစ်အကျွန်ုပ်ကိုချီးမြှောက်ရှင်သို့ ရောက်ပါ၏ အကျွန်ုပ်သွားသောလမ်းကိုရှင်းလင်း၍ခြေမချော်စေခြင်းကပြုတော်မူသောအဖြစ်အကျွန်ုပ်သည်ယံသူတို့ကိုလိုက်၍မိသည်ဖြစ်သူတို့ကို အပယ်ရှင်းမိတိုင်အောင်မပြန်ပါသူတို့သည်အကျွန်ုပ်ခြေအောက်မှလဲလျက်ရှိ၍မထနိုင်အောင် အကျွန်ုပ်သည်နှိမ့်နှင်းပါ၏အကြောင်းမူကားစစ်တိုက်ခြင်းကကိုတော်သည်အကျွန်ုပ်ကိုခွန်အားကပန်းနှင့်စီး၍ အကျွန်ုပ်တစ်ဖက်၌ထသော သူတို့ကိုအကျွန်ုပ်အောက်မှလှဲတော်မူ၏အကျွန်ုပ်ကို မုံသောယံသူတို့၏လယ်ပင်ကိုအကျွန်ုပ်၌အပ်၍ဖြည့်စည်ရသောအခွင့်ကိုပေးတော်မူ၏သူတို့သည်အော်ဟစ်ကြသောအခါကဲတင်သောသူမရှိထာဝရဘုရားကိုအော်ဟစ်တော်လဲထူးတော်မူမူထိုအခါအကျွန်ုပ်သည်သူတို့ကိုလေတိုက်သောမြေမုံကဲ့သို့ညံ့ညက်ချပြီးမှ လမ်း၌အမိုက်ကဲ့သို့တွန်ပစ်လေ၏လူစုတို့ဤဆိုင်ပြိုင်တိုက်လှန်ခြင်းမှာအကျွန်ုပ်ကိုကဲလွတ်၍တပားမျိုးသားတို့ဤအကဲအမှုရာ၌ခန့်ထားတော်မူသောအဖြစ်အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ကြုံခံပါ၏အကျွန်ုပ်စကားအတန်ကို ကြားသည့်ခဏချင်းတွင် နားထောင်ပါ၏တပားမျိုးသားတို့သည်အကျွန်ုပ်ကို တောင်းပန်ကြပါ၏ညှိုးနှမ်းသည်ဖြစ်၍ ခိုလုံရရက်ထဲကတုံလှုပ်လျက်ထွက်ကြပါ၏။ထာဝရဘုရားသည် အသက်ရှင်သည်ဖြစ်၍ငါဤကြောက်၌မင်္ဂလာရှိပါစေတည်းငါကိုကယ်တင်တော်မူသောဘုရားသခင်၌ချီးမြောက်ခြင်းရှိပါစေတည်းငါဘက်၌တရားသဖြင့်စီရင်၍လူစုတို့ကိုငါအောက်မှနှိမ့်ချတော်သူကဘုရားသခင်ပေသည်ရန်သူတို့လက်မှငါကိုကယ်လွတ်တော်မူ၏အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့အပေါ်သို့ကိုတော်သည် အကျွန်ုပ်ကိုမြောင့်တင်၍လူယူဖြစ်စည်းတတ်သော သူ၏လက်မှကယ်လွတ်တော်မူ၏ထို့ကြောင့်အိုထာဝရဘုရားကျွန်ုပ်သည်တပါးမျိုးသားတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း၍နာမတော်ကိုထောမနာသခြင်းဆိုပါမည်ဘုရားသခင်သည်မိမိခံထားသော မင်းကြီးကို အထူးသဖြင့်ကယ်လွတ်တော်မူ၏ ဘိသိက်တော်ကိုခံရသောဒါဝိမဆ၍အမျိုးအနွယ်အားကာလအစဉ်ဆက်ဂယုဏကျေးဇူးကို ပြုတော်မူ၏။စာလံကျမ်းအခန်းကြီး၁၈ပြီးပါပြီ။နှုတ်ကပတ်တော်နားထောင်သွားသောသူ အရောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။